အပြောင်းရွှေ့ကပြားတယ်ဘာလို့ကြန့်ကြာနေမယ်မသိပေမဲ့တဲ့ကစားမရောင်းမထွက်တာကတော့ယူနိုက်တက်တက်ပြဿနာအကြီးဖြစ်နေတာပဲတဲ့ဒါကတော့ယာစီတိုင်းမှာပဲကျွန်တော်တို့အမြဲတမ်းလဲပြောနေကြအသင်းဘက်ကလာစားဒီမတန်တဆပေးနေရတဲ့အခြေအနေမျိုးမှာเนาะကျွန်တော်တို့ဒီလိုမျိုးဘယ်လိုပြောမလဲကစားမတွေကိုပြန်ပြီးတော့ရောင်းထုတ်ဖို့ခဲနေတာဒါအခုမှမဟုတ်ပါဘူးเนาะကိုအသင်းရဲ့ဘက်ကအပြောင်းရွှေ့မှာလုတ်တဲ့နေရာမှာလဲအပြောင်းရွှေ့တွေလုတ်တယ်ကိုအသင်းဘက်ကကစားမတွေရောင်းနေဆိုတဲ့နေရာမှာလဲတကယ်ကောင်းတဲ့အရာတွေသူမလုတ်နိုင်ဘူးဗျ ယူနိုက်တက်မိုးလို့ပြားတဲ့ပြောင်းကျင်တဲ့ဆိုတဲ့ကစားမားတွေကိုတဲ့အမြန်ဆုံးခေါ်တင်နေတဲ့အခုလက်ရှိအန်ဘူမိုလိုပေါ့နော်ကျွန်တော်တို့တကယ်ခေါ်ဖို့ကြိုးပမ်းမှာပြဿနာကအခုချိန်ကြီးအန်ဘူမိုနဲ့ပတ်သက်လို့ပါလေအတင်းပါအဲဂနာချူကားတဲ့ဆန်ချူလိုဖြစ်လာမှာတဲ့ကျွန်တော်မထင်ပါဘူးနော်ဂနာချူကပြင်းတိပြင်းရောကစားမားမျိုးမဟုတ်ဘူးဆန်ချူကလူပြင်းဆိုတော့ဂနာချူကိုဘလောက်ပဲမကြိုက်မကြိုက်ဆန်ချူနဲ့တော့တန်းသွားမနိုင်နဲ့ဆက်သမိုင်းနော်ဂနာချူဟာအများကြီးပူကောင်းနိုင်ချေရှိတဲ့ကစားမားခုမှအသက်20ပဲရှိသေးတာကိုအတင်းမှာအဆင်မပြေပြီမြဲလို့သူများအတင်းမှာပူအဆင်ပြေပြေသွားမှာပဲ ဆန်ချူနဲ့သွားပြီးတော့မန္တလေးမှာနေဆန်တယ်ပါနော်ဆန်ချူကဘာမှမဟုတ်ဘူးလောလောဆယ်မှာကွင်းလယ်မှာပြားတဲ့ကစားမတယောက်လိုနေတာခေါ်ပါမလားပဲတဲ့အဆောင်ကြည့်ရမှာပါဘာမှကျွန်တော်ပုံတည်ပြောလို့ကျွန်တော်မရသေးပါဘူးဗီတာဂျူဂရက်ကိုတော့ပြားတဲ့အဲတန်တရားမရှိဘူးတဲ့အမ်ဘိုရီနဲ့ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ထင်တာပဲတဲ့အေးကျွန်တော်ကတော့ဘောနော်ဟိုအမ်ဘိုရီနဲ့မှုလို့ဘာမှုလို့တော့ဟိုဟိုဟိုဘာမလုပ်ဘူးမဆိတ်စိတ်မပူဘူးကျွန်တော်အမ်ဘိုရီမှမဟုတ်ဘူးပြတခြားနီးပြလည်းစိတ်မပူဘူးကျွန်တော်ကအဲ့ဒီအဲ့ဒီယုံကြည်မှုရကျွန်တော်ဖျောက်လိုက်ပြီးအမှန်တမ်းပြောရင် အဒီအမလာအာနီးပြဟောင်းနေမို့လို့အဆင်ပြေမှာပဲခြေသွင်းပြမှာပဲဆိုတော့စိတ်ကိုတော့ကျွန်တော်ဖျောက်လိုက်ပြီးအဲရစ်တန်ဟာလက်ထက်ကလေးကအမှန်တိုင်းပြောတာလားအမှန်တိုင်းပြောတာအဲတိုင်းမျက်လို့ပေါ့နော်ကျွန်တော်စိတ်ပူတာကဖားချောင်းတခြားအသင်းကြီးတွေဟာမကြိုးပမ်းကြတဲ့လေကြည့်တယ်မလားပြီးရင်ဒီကစားမရဲ့အချိန်တွေကကိုရီမမြင်နိုင်တဲ့အရာတွေဘာတွေမြန် background တွေမှာရှိနေတယ်လေပေါ့နော်အသင်းတွေကကစားမတဲ့ကိုခေါ်နေဆိုကျွန်တော်တို့လိုမျိုးပြအာပွဲတွေပါတွေကြည့်ပြီးတော့ဒီလောက်နဲ့ပြီးတာမဟုတ်သူတို့မှ analysis လုပ်တဲ့ရှူတွေသူတွေရှိတယ်နောက်ွယ်ရပါတော့အမှန်ကန် data တွေနဲ့ကျွန်တော်တို့ light တဲ့သူတွေရှိတယ်ဆိုတော့ တခြားအသင်းတွေကမကြိုးပမ်းဘူးဆိုတော့နည်းနည်းတော့ခက်တူတူဆန်းဆန်းပဲအဲကြောင့်မလို့ကျွန်တော်ကတော့နည်းနည်းပေါ့နော်တန်တရားရှိတယ်နော်အဲလက်ရှိ Mourinho လက်အောက်မှာလည်း Ugarte တို့ဘာလို့ကောင်းခဲ့တာပဲစပိုတင်မှာအသင်းကိုလည်းကြာရောဘာမှမဟုတ်တော့ဘူးဗျအဲ့ဒါမျိုးလေးကျွန်တော်ရှိသေးတယ်မင်္ဂလာပါတဲ့โอเคပါမင်္ဂလာပါခေါ်နိုင်လို့ရှိရင်တော့ဗျာတဲ့တိုက်စစ်မှာ Victor Gyokeres က share ပဲလို့မြင်နေတယ်နော်โอเคပါကျေးဇူးများတင်ပါတယ်ကွင်းလေခိုးစီနေတာဗျာတဲ့တူတူပါပဲဆက်သမိုင်းเนาะကွင်းလေကားတဲ့အဲဟိုထပ်ပြီးတော့ခေါ်မယ်ဆိုလို့ရှင်ဘယ်သူဖြစ်နိုင်မယ်ထင်လဲတဲ့ ကံမကောင်းစွာနဲ့ပဲကျွန်တော်ကွင်းလေမှာဗာသတင်းမမကြားသေးပါဘူးကျွန်တော်ဒါတွေကိုလည်းရှိမှပြောနေပါတော့အတင်းဘက်ကကွင်းလေခေါ်မယ်ဆိုတဲ့သတင်းကိုမထွက်သေးတာပါအတင်းရဲ့လက်ရှိဦးစားပေးပြည့်မှတ်ကူကအမ်ဘူမူကိုအပြီးတက်ခေါ်ဖို့ဖြစ်တယ်အဲ့ဒါပြီးပြီဆိုတာနဲ့တိုက်စစ်မှုတရားခေါ်ဖို့ဖြစ်တယ်အဲ့ဒါတွေပြီးလို့ကစားသမားတွေရောင်းလို့ရမှနော်နော်နော်ကျွန်တော်လက်ရှိအမ်ဘူမူကိုခေါ်ဖို့ကြိုးပမ်းပါအမ်ဘူမူကိုခေါ်ပြီးပြီဆိုရင်တိုက်စစ်မှုတရားခေါ်ဖို့ကကိုအတင်းရဲ့ကစားသမားတွေရောင်းချဖို့ကျွန်တော်လိုသေးတယ်အဲ့ဒီကစားသမားတွေရောင်းနိုင်ပြီဆိုမှ ော်အဲ့ဒီကစားမတွေရောင်းချနိုင်ပြီးဆိုမှကိုတင်ရဲ့ဘက်ကကျွန်တော်တို့ဒီတိုက်စစ်မှုကိုခေါ်မှာအဲ့ဒါပြီးမှကွင်းလေကိုခေါ်မှာဆိုတော့လက်ရှိမှာကွင်းလေကဘယ်သူခေါ်မလဲပါညာဘာတည်င်းမှန်ကျွန်တော်တို့မထွက်သေးဘူးဗောနော်တိုက်စစ်မှုကရောက်နိုင်လားတိုက်စစ်ကတိုက်စစ်မှုကရောက်မှာပါနော်နံပါတ်10ရုပ်ကစားမနောက်ထပ် MB မှုတယောက်ရေတိုက်စစ်မှုရေကရောက်ဖို့ရှိတယ်အဲ့မတိုက်စစ်မှုကတော့ဘယ်သူလဲဆိုတာကျွန်တော်တို့ဗောနော်စောင့်ကြည့်ရအောင်မယ်ဘာကြောင့်လဲဆိုတော့ MB ဟိုဗီတာဂျိုကရက်တို့ဘာလို့ဆိုတာမျိုးကလည်းဈေးကြီးတယ်ဗျာသေးလားအတင်းဘက်ကခေါ်ကျင်နေတာမှန်ပြီပဲလို့ကျွန်တော်အဲ့ဒီငွေရဖို့ဆိုရင်ကိုအတင်းရဲ့လက်ရှိရှိတဲ့ကစားမားတွေကြောင်းမှုပြင်ထားတဲ့သူတွေကိုအရင်ရောင်းနိုင်မှရမှာမဟုတ်လို့ရှင်တော့အဲ့ဒီအပြောင်းအရွှေ့ကမလွယ်ဘူးပေါ့နော်အန်ဘူမိုကလည်းကြာနေပြီဗျာတဲ့အပြစ်သက်သင့်ပြီတဲ့ဗီတာဂျိုကရက်ကိုလှည့်ပြရတော့မှာတဲ့အဲအမှန်တမ်းအဲ့လိုဖြစ်ရမှာတကယ်တမ်းအန်ဘူမိုကိုလုံးဝအပြစ်ရအောင်ခေါ်ပြီးရင်ဗီတာဂျိုကရက်ကိုသွားပြည်ထနာကလက်ရှိဘရန်ဖူးနဲ့ကိုရီးယားဂျားထဲမှာ ပြောင်းရွှေ့ကြီးပြီးဖို့အတွက်ကပေါ့နော်ကျွန်တော်တို့ဒါတိုင်ပက်နေတယ်ထင်ပါတယ်ကျွန်တော်ပြောရရှင်းရှင်းလေးရဗျာဟိုငါတို့ကုညာလိုမျိုးပြောင်းရွှေ့ကြီးပြီးစရာမလိုဘူးစာရုပ်တဲ့တစ်နှစ်ပဲကျွန်တော်တို့ကစားမတရားကိုဗျာအတင်းဘက်ကအလောက်ကြီးကြီးပြီးစရာမလိုဒါကိုတို့ဆွေးညွှန်းနေတဲ့သဘောမျိုးပါ Okay အဲအဲလာကားတဲ့ဒီနေ့မခေါ်ရင်မခေါ်တော့ဘူးထင်နေတယ်သူတို့က Club World Cup အတွက်ခေါ်ကြနေတာဆိုတော့တဲ့အဲစောင့်ကြည့်ရမှာပါအဲ့ဒါကလည်းမှန်ပါတယ်နော်အဲလာကတော့ Club World Cup အတွက်သူတို့ကျူးပန်းနေတာဆိုတော့ဒီနေ့ကကျွန်တော် transfer နောက်ဆုံးနေကိုနော် ။အမှုမောကတဲ့စပားကိုမရွေးကျင်တာတဲ့လာသာကြောင်းလားတဲ့စပားကရယူနိုက်တက်ကပြည်တဲ့လာသာဆိုလို့ရှိရင်တော့ရောက်သွားနေလားတဲ့။အဲဒါကတော့ကျွန်တော်မသိသေးပါဘူး။ဘာလို့လဲဆိုတော့ကစားမကူတန်ကပေါ့နော်ယူနိုက်တက်ကိုပြောင်းကျင်နေဆိုတာစပားစိတ်မဝင်စားခင်ကတည်းကပေါ့နော်။အခုလက်ရှိလာစာကိစ္စကကျွန်တော်တို့အနေနဲ့သူများတွေကတော့ဗျာဘာလို့ပြောမလဲကိုအသင်းကကစားမကောင်းနေရတော့မမြင်ချင်ကြဘူး။မမြင်မမြင်ချင်ကြတော့ကျွန်တော်တို့အနေနဲ့ဘာတွေထည့်ကြလဲဆိုတော့ဟာလာစာတွေ၄၅သိန်းပြီးလို့ဆိုတော့သိတယ်မလားကျွန်တော်ဘာလို့ပြောမလဲ။သူများရဲ့အပြောင်းရွှေ့အလုတ်လုတ်အလုတ်ဖြစ်သွားမှာကိုကျွန်တော်တို့အနေနဲ့ဒီဘာလို့ပြောလဲ။ မဟုတ်တရုတ်ဒီနဲ့ကျွန်တော်တို့ဒါเนาะသူတို့သတင်းသတင်းတွေပြောကြတာပေါ့ဗျာသိတယ်မလားအာဒီကောင်တွေကเนาะကုညာရောက်မှာပေါ့ပေါင်လေးသိန်းပေးတာကိုအင်းเนาะဗါလေဒီအမ်ဘူမူရောက်မှာပေါ့ပေါင်လေးသိန်းပေးတာကိုဒါမျိုးတွေဖြစ်နေတာဆိုတော့ဒါတွေကကျွန်တော်တို့ဘောเนาะအတိအကျမသိရသေးဘူးဆိုတော့ဟိုလက်ရှိမှာပြည်သက်တွေယူဆချက်သတင်းတွေပဲကျွန်တော်ရှိနေကြသေးတယ်တခြားအသင်းတွေရဲ့ journalist တွေရဲ့เนาะခံမှန်းပြီးတော့ကျွန်တော်ယူဆချက်တွေပြောတာလောက်ပဲကျွန်တော်ရှိနေသေးတာဒါတွေကဘာမှကျွန်တော်သိရသေးတာမဟုတ်ဘူးဆိုတော့အဲ့ဒါလိုပဲ เนาะအဲ့ဒါလိုပဲကျွန်တော်လက်ရှိဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ကဒီအမ်စပါးကခေါ်ဘူးကျူးပန်းမယ်တကယ်ကျူးပန်းမယ်ပါညာဆိုရင်တော့ဗျာအမ်ဘူမပိုင်ပါသွားမှာပေါ့ဘယ်ပြောရမလို့เนาะသူ့ရဲ့နီးပြသောမတ်ဖရန့်ကလည်းစပါးနီးပြဖြစ်မှာကိုသို့တော့အတင်းဘက်ကလည်းအမ်ဘူမိုးတဲ့ဘယ်တော့မှဟေးဝီကိုမလဲစောင့်နေတာဗျာတဲ့เนาะဒီလိုပါပဲအပြောင်းရွှေ့ကတော့ဒါကျွန်တော်ပထမဆုံးကြုံရတဲ့အရာမဟုတ်ပါဘူးเนาะကျွန်တော်ယာတီတိုင်းတွေလို့ကျွန်တော်ပြည့်တဲ့ဓာတ်မှုတွေကြုံနေရပြီဒါတိတ်တော့ကျွန်တော်အပြောင်းရွှေ့မှာခက်မြင်မြင်မပြီးတာတွေကအထူးဆန်းမဟုတ်ပါဘူးเนาะ အဲတရက်ညီသွေးအပြည့်စီးစင်းနေမှာခေါ်ပဲဒါတွေက myth တွေဖြစ်သွားပြီတိလားဒါတွေဟာကျွန်တော်တို့ညီရလူလူလူကြိုက်လူကြိုက်အောင်ပြောတဲ့စကားတွေဖြစ်သွားပြီเนาะကျွန်တော်တို့အဲ့ဒီခင်မရှိမဟုတ်တော့ဘူးเนาะဘယ်တရက်ညီသွေးမှမပြည့်ဘူးဆက်သမားရေเนาะဘယ်ကောင်းမှအခုရှိတဲ့ကောင်းနေတော့ဘာဒဇက်မှန်ပါတာမဟုတ်ဘူးမပြည့်ဘူးအတင်းကပြားတဲ့ကစားမအယောင်းကိုတော်တော်ညံ့နေတယ်မှာပါတာပါတဲ့เนาะကိုအတင်းဘက်ကစိတ်မဝင်စားစိတ်ဝင်စားခြင်းမခံရတာလေပါတာပေါ့လေဘယ်ကစားသမားကိုမှခေါ်ဖို့အတွက်သူများ sorry တွေပါလို့ဆိုလို့ရှိရင်တည်တယ်မလားเนาะဘယ်သူမှစိတ်မဝင်စားဘူးဆက်သမားကြီး လိဂ်အဆင့်တန်းကပြားတဲ့ကွာတယ်တဲ့ပရီးမီးယားလိမှာကောင်းခြင်းမှာကောင်းပါတယ်ဗီတာဂျိုကရက်စ်ကတဲ့အဲအဲ့ဒါတော့ကျွန်တော်တို့စိတ်ပူရမယ်တစ်ချက်ပေါ့လေဒါပါတော့ဒီ Sporting Lisbon တို့ပါတော့ကန်တဲ့ဒီ Portuguese Premier League ဆိုတာကကျွန်တော်တို့ Europa ရဲ့ Top 5 League တွေမှာမပါဘူးမလားเนาะ Europa ရဲ့ Top 5 League တွေမှာမပါဘူးဆိုတော့ဒါတကယ်တကယ် Top 5 League တွေမှာကစားရဆိုရင်ရောအဲ့လောက်ထိကောင်းပါမလားပေါ့ဒါကလည်းရှိသေးတာတခုရှိတာကတော့ကျွန်တော်တို့ဘောနော်အာ Europa ရဲ့ Top 5 League ကကစားမှမဟုတ်လို့မကောင်းဘူးဆိုတာတော့မရှိပါဘူးเนาะကျွန်တော်တို့က ဟိုကစားမားတွေနဲ့အတင်းပေါ်မှာအတင်းကဖန်တီးပေးတဲ့ပဝန်းကျင် အခြေအနေပေါ်မှာအလုံးကမူတည်ကြတာပဲသူများပရီးမီးယားလိမှာမကစားလို့မကောင်းဘူးဆိုလို့ရှိရင်ဗျာမင်းပရီးမီးယားလိမှာကောင်းတယ်ကောင်းမေကောင်းရှိလို့တော့ဟုတ်တယ်မလားနော်တအားနည်းတယ်လीဆိုတော့တခြားလိကကလာတဲ့ကစားမားတွေကိုမကောင်းဘူးလို့တော့ကျွန်တော်ပြောလို့တော့မရပါဘူးနော်ပြောတယ်လည်းပဲခုနကပြောသလို top 5 league ကမဟုတ်တဲ့ခါကျတော့တိုင်းနာတကူဒီစိတ်ပူစရာကလည်းဖြစ်တာပေါ့နော်တကယ်ကောင်းရင်လည်းကောင်းလာမှာပဲပုံတွေကတော့ပြောမရအောင်ပြည်ထနာကကိုအသိန်း ိုသိန်းဟာကစားမားတွေအတွက်ပေါ့နော်ထက်ပြီးတော့တူးတက်အောင်သူတို့လှုပ်ဆောင်နိုင်ဖို့ဘလောက်ထိကောင်းတဲ့ပတ်ဝန်းကျင်တွေဖန်တီးဒေါ်နရူမားကလည်းလာဖို့လာဖို့ရှိမလားတဲ့အဲမဖြစ်နိုင်ဘူးလို့ထင်တယ်ဗျာတဲ့သူကဇီးကြီးတဲ့ကုသမားဆိုတော့ဒေါ်နရူမားကမမျှော်လင့်ပါနဲ့ကျွန်တော်အမြဲတမ်းပြောပြီးသားဒေါ်နရူမားကမမျှော်လင့်နဲ့နော်ဒေါ်နရူမားဟာလက်ရှိရီယဲရဲ့အကွက်လောက်ရမှာဗျာတဲ့ကစားမားနဲ့သဘောတူညီမှုယူပြီးတဲ့နောက်နှစ်မှာအလွတ်နဲ့ခေါ်တဲ့အကွက်မျိုးတဲ့ပြည်ထောင်ကကျွန်တော်တို့မှာရီယဲလို့ပါဝါမရှိဘူးလေဗျာဒီလားရီယဲမထရစ်ဆိုတာက ဘယ်ကစားသမားတိုင်းကမစိုးဘဝမှာတကားတစ်ခါပဲရတဲ့အခွင့်အရေးလို့ယုံကြည်ထားကြတာ real metric ကိုပြောင်းဖို့ဒီဘဝမှာတစ်ခါတည်းတစ်ခါပဲရတဲ့အခွင့်အရေးဒါပဲ united ကအသက်30ကျော်လဲခေါ်တာပဲ28နှစ်လဲခေါ်တာပဲ26နှစ်လဲခေါ်တာပဲ19နှစ်လဲခေါ်တာပဲသိတယ်မလားနော်အချိန်ကြီးမကောင်းဘူး united ကလည်း real metric တို့လိုမျိုးဖလားတွေဇက်တိုက်ယူပြနေတဲ့သူတွေမဟုတ်ဘူးဒီအဲ့လိုမျိုးဆိုတော့ကစားမားတွေပေါ်မှာအဲ့လိုပါဝါမျိုးကျွန်တော်မှမရှိဘူးနော်အဲ့လိုပါပါမျိုးမရှိဘူးပြီးလည်းပဲအာ United ဆိုတာကကွာကစားမဘွားမှာပေါ့နော်ဒီချိန်မှာတစ်ခါပဲရတာကွာဆိုတော့ နော်ပြောင်းဖို့ကဒီချိန်မှာတစ်ခါပဲရတာကွာဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဟုတ်မနေဘူးဗျာအဲ့တော့ကစားမားတွေပေါ်မှာ real လို့မျိုးကျွန်တော်တွားပြီးတော့ဗောနော်ကျွန်တော်တို့အဲ့လိုလုပ်လို့ကျွန်တော်မရဘူး zigzig ကိုအငှလွတ်တင်နေတဲ့ထင်တဲ့ nova ဆက်သမားကြီး zigzig ဟာ resman white land ထက်အများကြီးပိုကောင်းလာမယ်ကစားသမားပါအထူးသဖြင့်ကွန်ညာတို့အန်ဘူမိုတို့နဲ့စာလို့ရှိရင် zigzig ဒီအများကြီးပိုကောင်းလာမယ်ကစားသမားပါလာမယ့်ရာသီးတဲ့ top 4ထဲမှာဆိုလို့ရှိရင်တောင်ပါတဲ့အဆင်ပြေမယ်ထင်မယ်ဆက်သမားကြီးနော်အဝေးကြီးပဲ top 4ဆိုတော့ကျွန်တော်တို့လမ်းနိုင်ကျွန်တော်တို့ခန့်ကြီးမြန်အောက်ခေကျွန်တော်ပြောရကျွန်တော် အပြောင်းရွှေ့ကကိုရီနီလုံနေကြတာမဟုတ်ဘူးပြန်သိလားအပြောင်းရွှေ့ကကိုရီနီလုံနေကြတာမဟုတ်ပြီးခဲ့တဲ့ရာသီကိုရီးယားအဆင့်ဆန်ကားမှာနော်ဖြစ်နိုင်ကြီးလက်တွေ့ကိုပြောတာဗျာစိတ်ကူးစိတ်ကူးရင်နာတွေကလက်ခံလို့ရတယ်မင်းနော်ချန်ပီယံလေးမကန်ဘဲနဲ့ချန်ပီယံလေးရရင်ကောင်းမှာဆိုပြီးတော့စိတ်ကူးလေးရင်လို့ရတယ်မင်းလက်တွေ့စဉ်းစားကြည့်ဗျာပြီးခဲ့တဲ့ရာသီအဆင့်ဆန်ကားနဲ့ရာသီတင်းခဲ့တယ်ပြောချင်တာကိုရီးထက်ကောင်းခဲ့တဲ့14တင်းကျွန်တော်ရှိတယ်နော်14တင်းရှိတယ်အဲ့ဒီတဲကမှ1 to 10အသင်းတွေကအပြောင်းရွှေ့ကိုစီလုံလုံနေတာ အပြောင်းရွှေ့မလုတ်ခင်ကတည်းကကိုအတင်းကိုအတင်းထက်ပူပြီးတော့အစာပေါင်းများစွာတာနေတဲ့အသည့်နေရှိပြီးသားအေးအဲ့ဒီအသည့်နေကလည်းအပြောင်းရွှေ့တွေလုံနေတာဆိုတော့ကိုအတင်းတသင်းနဲ့အပြောင်းရွှေ့တွေလုံကောင်းအောင်လုံနေပြီကျန်တဲ့အသည့်နေကရက်နေတာမဟုတ်ဘူးရက်နေတာမဟုတ်ကိုအပြောင်းရွှေ့လုံတယ်ဆိုတာခုမှကိုညာပဲရှိသေးတာသူများတွေ၄ရက်လောက်ခေါ်ပြီးသွားပြီ9ရက်လောက်ခေါ်ပြီးသွားပြီသူများတွေ6ရက်လောက်ခေါ်ပြီးသွားပြီတန်းရာကြီးတုံးပြီးတော့သူများတွေခေါ်ပြီးသွားပြီခုမှကိုညာပဲရှိသေးတာဘယ်အစင်လေးတွေစဉ်းစားနေတာတော့ဆရာသမားနော်ဘယ်အစင်လေးတွေကျွန်တော်စဉ်းစားနေတာတော့ဆိုတော့ နော်အပြောင်းရွှေ့လုတ်လုတ်တယ်ဆိုတာကိုတေးသိန်းနဲ့မဟုတ်ဘူးသူများအသင်းကြီးကလည်းနော်ကျွန်တော်လုတ်နေတာဆိုတော့အဲဘယ်ကစားမတွေဘလောက်ခြေသွန်းကောင်းကောင်းပြားတယ်ယူနိုက်တက်မှာလာပြီးခြေသွန်းပြသပြသယူရတော့တယ်နော်ဘာလို့ပြသယူရတော့ယုံကုန်မယုံဘူးတဲ့ရာမဲတို့လည်းမယုံဘူးပြားယူနိုက်တက်ပြောင်းလာပြီးခြေသွန်းပြမှာပဲကောင်းနေဆိုတာယုံမဲတယ်နော်ဒါကတော့နော်နင်းနေဖဲဖြစ်တယ် နော်ကိုသင်းမှာဆိုလို့ရှိရင်အကုန်တိုင်ပက်သွားကြတော့နော်ကိုရီတွက်ကဒါမျိုးတွေကတွေးတွေးနေရပြီဟုတ်တယ်မလားနော်ကိုသင်းလာဟိုကိုသင်းမှာလောက်ပြနိုင်မှာကောင်းမယ်ဆိုတာမျိုးကျွန်တော်တွေးနေရပြီ